ဒီဖုန်ကြီးကိုအခုဒီကလေးလေးနဲ့ပတ်သက်ပြီးတော့အဒီဝါဒီဆရာတော်ဖဖို့ဥတည်နေရကိုတိတ်တရာချက်လှူလိုက်တယ်လှူလိုက်တယ်ဆိုတာကအဲကိုကချမ်းသာလို့လည်းမဟုတ်ကိုရပြောမယ်ဆိုကိုခေရတော်မပြည့်စုံဒါပေမဲ့အဲမိသားစုဆင်ထားတဲ့ရွှေလေးကိုအဒီရောက်မိလှူလိုက်တာဘာကြောင့်လဲဆိုတော့ရည်ရွယ်ချက်ကဒီကလေးလေးလိုပဲအဲသူနဲ့ဘဝတူကလေးတွေအားလုံးအတွက်ကိုရည်ရွယ်တာဘာလို့လဲဆိုတော့အရေးအာဝါသမရှိပိုက်ရှင်မရှိတဲ့ကလေးမို့လို့အဲ့ဒီလိုရက်ဆက်တာခံရတာလေပိုက်ရှင်ရှိတဲ့ကလေးဆိုရင်သူရက်ဆက်တာလည်းမခံနိုင်ဘူး ဟိုဖြစ်တဲ့အတွက်ကိုဘဝဆက်တိုင်းဆက်တိုင်းမှာဒီလိုလဲနှိမ့်ဆက်မခံရအောင်ပိုင်ရှင်ရှိအောင်အရေးအာဝါဒရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာတော်မှာရှိတဲ့တလိမ့်ဆန်လေးတွေအတွက်ကိုကိုစားပြုပြီးတော့အဒီဝါလှူလိုက်တာပါအဲအဒီကတော့ဒီလက်ကြံပေါ့နော်လက်ကြံအခုအဒီဝါကဲတင်ထားတဲ့အဲတိုးလေးတွေစိတ်လေးတွေကျွဲလေးတွေနော်လေခွေးလေးတွေပေါ့နော်သူတို့တက်တန်းစီတော့အဒီဝါဆောက်ရှောက်မယ်ပေါ့နော်အဲသူတို့လေးတွေတက်တန်းကုန်သွားတဲ့အခါကျရင်တော့ ဟိုဆက်ပြီးတော့မလုံးမလုံးတော့တာပေါ့ဘာလို့လဲဆိုတော့ကိုယ့်အသက်ပိုင်းခြားနဲ့ကိုယ်လည်းတိတ်မလုံးနိုင်ဘူးနောက်တစ်ချက်အတီဝါကယ်ထင်ထားတဲ့ကလေးကိုနောက်ဆုံးချိန်ထိအတီဝါတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ်ပေါ့နော်အဲဒီခွဲတွေအဲခွေးတွေအဲကြောင်တွေကျွဲတွေနွားတွေကိုတာဝန်မယူနိုင်ပါဘူးဆိုတော့တခြားကိုထိုးထည့်လို့မရဘူးလေဒါဒီ ဟိုတာဝန်မဲ့တာလို့ခေါ်တယ်ကိုတာဝန်ယူထားတဲ့တတ္တဝါလေးတွေကနောက်ဆုံးချိန်ဒီဒီကဆောက်ရှောက်မယ်အဲနောက်တစ်ခုကလည်းပြောမယ်ဆိုရင်အခုအဲကြီးလာတဲ့ကုံစင်းတို့ကြောင့်မနိုင်တော့တာလည်းပါလာပေါ့ကိုတာဝန်ယူပြီးရင်အိုးပေါ့နော်ကုံစင်းတို့ကြီးသည့်ဖြစ်စေမကြီးသည့်ဖြစ်စေအန်တီတို့ကဒါတက်တန်းစီကျွေးမွေးဆောက်ရှောက်အောင်မှဖြစ်တဲ့အတွက်ဆက်ပြီးတော့မကယ်တော့ရင်းဖြစ်ပါတယ်အဲကိုတာဝန်ယူထားတဲ့တိရစ္ဆာန်တွေကနောက်ဆုံးချိန်ထိတော့အန်တီပါဆောက်ရှောက်ပါမယ်ပေါ့နော် အဲဘာပဲဖြစ်ဖြစ်ကိုတဲကဲတင်ထားတဲ့တိရစ္ဆာန်ပေါ်မှာတာဝန်မမဲ့ခြင်းဘူးပေါ့နော်အဓိကတာဝန်သိခြင်းနဲ့နောက်ဆုံးချိန်ထိဖောက်ချောက်ခြင်းတာဖြစ်တဲ့အတွက်အန်ဒီဝါကဒါကဲတင်ကဲတိုက်တက်ကလေးကလွဲပြီးတော့ရက်တက်လိုက်တာဖြစ်ပါတယ် ဘလို့ပါဝင်ခဲ့လဲဆိုတော့အဲ့ခလေးလေးကိုပေါ့နော်ဒီအန်တီဝါအဲ့ချိန်မှာကိုညံကုံပေါ့နော်ကိုညံကုံကိုစိတ်ကလေးတိုးလေးပေါ့နော်ဆရာတို့ကြီးဆောက်ချောက်ဖို့သွားပို့တယ်အဲ့မှာဖုံးဝင်လာတယ်အန်တီဝါပေါ့ချက်ပေါက်ကနေဗီဒီယိုဖိုင်ပို့ထားတယ်ကြည့်လိုက်ပါအောင်ဆိုတော့လေကိုက သူပြောတာနဲ့ကမကြည့်ရတော့အဲမကြည့်ရတော့ပြန်လာတဲ့ချိန်မှာအဲ့ဒီနေရာကိုအနီသွားခဲ့တယ်။အနီသွားတဲ့ပထမယူရဲ့ချက်ကဒီကလေးလေးဟာပေါ့နော်သူတို့ကပြောချက်ကိုက်လို့ရိုက်တက်တယ်ပြောတာကိုအသက်ရှင်သေးလားအသက်ရှင်သေးတီဝါဆေးကန်းပို့ဖို့ဆရာဝန်လည်းဖုံးဆက်ပေးပြီးအဲ့ချိန်မှာသွားတာ။ဒါပေမဲ့ location မတိကြတာရယ်ကိုရက်ွက်မဟုတ်တာရယ်ကိုအဒီကမတွေ့ခဲ့ဘူးပေါ့နော်အဲ့လိုသွားခဲ့တယ်။ည12နာရီတို့တီကိုလည်းအနီသွားခဲ့တယ်။ဘာလို့သွားလဲဆိုတော့အဲ့နာအမိုက်ပုံနေလမ်းကျိုလမ်းကြားတွေပေါ့နော်ဒီကလေးလေးကိုရိုက်တက်ပစ်ထားလာလို့သွားရှာခဲ့ပါတယ်။ အဲအန်တီကတော့အဲ့လိုမတွေ့ဘူးဒါပေမဲ့နောက်နေ့ကျတော့ကြံတဲ့အဖွဲတွေဆက်လုပ်တော့အဲ့ဒီတက်တဲ့သူ9ယောက်ကိုလည်းပေါ့နော်မိတယ်ပေါ့နော်သူတို့တွေအချုပ်သေးကိုထည့်တယ်အဲ့အဲ့အရာတွေကိုသူတို့လှောက်ဆောင်တာတော့အန်တီတွေ့လိုက်ရတယ်ပေါ့နော်ဟုတ်အဲဒါကတော့ပြောမယ်ဆိုရင်ဒါအန်တီတို့ဂေဟာရှင်တယောက်အနေနဲ့ရောတိချစ်သူတယောက်အနေနဲ့ဗာလေးလေးဆိုဒါကဒါဗီဒီယိုရိုက်တင်လိုက်လို့ဒါအများတိကြတာ နေရအနှက်အနှက်မှာပေါ့เนาะအဲ့လိုအဖြစ်ဆိုတဲ့ကလေးတွေဆိုအများကြီးပဲပေါ့เนาะဒီတူးတည်းမဟုတ်ဘူးဒီတကောင်တည်းမဟုတ်ဘူးကလေးတွေကအများပြနေစင်နဲ့အမြရိုက်တက်ခံရတယ်နှိမ့်ဆက်ခံရတယ်ဒါတွေကနေရာတိုင်းမှာရှိနေပါတယ်အတိတော့လန်လန်းမမီတဲ့နေရာတွေပေါ့เนาะ လူလေးလှုပ်ဆောင်လဲဆိုကြံတဲ့အဲ့လိုပေါ့နော်ဒီကလေးအတွက်ကိုဥဆောင်ပြီးတော့ဗတရားဆွဲမဲ့သူတွေဆက်ပြီးတော့ပေါ့လှုပ်ဆောင်နေတယ်ပေါ့နော်ဒီအားကြတော့ဂေဟာတစ်ဖက်နဲ့ဖြစ်တဲ့အတွက်အဲကိုအတန်နဲ့ပေါ့နော်ကိုကလည်းအသက်ကြီးပြီဖြစ်တဲ့အတွက်ဟိုထဲထဲဝင်နေနေတိတ်မလုံနိုင်တဲ့အတွက်တရားတော့အဲ့မှာမပါဘူးပေါ့နော်အဲတချို့အဲဒီပေါ့ဒီပေါ့မိုဒိုဝင်းမြင့်ဥဆောင်ပြီးတော့တရားဆွဲနေပါလေ အဲမှန်တာပေါ့တချို့ကကြတော့ဒါခွေးလေးတကောင်ရိုက်တတ်တာဘောเนาะဒါအဲဇားချဲ့နေတယ်အထူးဆန့်လုပ်နေလို့အားလုံးကတော်တော်များများပြောကြတယ်ဘာလို့လဲဆိုတော့အန်တီတို့စီမှာတိချီသူကနည်းနည်းလေးပေါ့เนาะဒါကမဖြစ်သေးဘူးသူတီလည်းအသက်တစ်ချောင်းပဲ เนาะအသက်တချောင်းပဲဖြစ်တဲ့အတွက်နောက်ဆုံးกว่าလူကဟိုကိုယ်ရံမှုတော့မှာပဲပြောမယ်ဆိုရင်မနိုင်ပြန်ပြေးနိုင်တဲ့အင်အားရှိတယ်အဲနောက်ပြီးမနိုင်ခဲ့ရင်ပြန်နိုင်တဲ့အင်အားရှိဒီလိမ့်ဆက်လေးကြတော့ဟိုပြောမယ်ဆိုလူလုံးသမျှခံရတာဒါကတော့အန်တီရိုတီချစ်သူနဲ့တယောက်နေနဲ့လုံးဝမဖြစ်တဲ့ကိစ္စလို့ပဲမြင်ပါတယ်မဖြစ်လည်းမဖြစ်သင့်ဘူးနောက်ပြီးအားနည်းတဲ့တလိမ့်ဆက်လေးကိုနော်လူတယောက်ကရိုက်တတ်တယ်ဆိုတာလုံးဝကိုအကြီးတန်းတဲ့အဖြစ်ပါ မြင်ဒါကတော့ဟိုပြောမယ်ဆိုသူ့ကိုနှိုင်းဖို့ပြောစရာသကလုံးတော့မရှိတော့ဘောเนาะဒါအားလုံးလည်းသိကြတယ်ဘောเนาะဒါတလိမ့်ဆန်လေးတကောင်ရဲရဲဆက်ဆက်เนาะဘာမှပြန်ပြီးရမ်းမှုကြီးမရှိတဲ့တလိမ့်ဆန်လေးရဲဆက်ရိုက်တဲ့တယ်ဆိုတာဒါအကြီးတို့ဒီမှာအကြီးတန်းဆုံးလောက်ရက်ပေါ့เนาะဒါပြောမယ်ဆိုလူသားတဲ့လိမ့်ဆန်လေးဖြစ်တဲ့အတွက်လူသားဆိုတာစာနာစိတ်ရှိရမယ်เนาะကျင်နာတတ်တဲ့နှလုံးသားတွေရှိရမယ်ဆိုတော့အားလုံးမှာမွေးရပါဗီဇပါလာဗီဇကိုဖြစ်တယ်เนาะအဲ့တော့ဒီလိုလုပ်တဲ့လူကလည်းဒါသူကပြောမယ်ဆိုရင်ဘက်မပါလာတဲ့သူပေါ့ အဲ့လိုပဲပြောချင်တာပေါ့နော်ဒီကတော့ဟိုခုနတမိပြောလို့ပေါ့နော်စကက်ပုံလေခွေးတောင်ဂျောင်ပိတ်ရကိုက်တယ်ဆိုဒီကလေးကမကိုက်ဘူးလေဟုတ်တယ်မလားဂျိုင်ပိတ်ရောက်တိုင်းလဲကိုက်တဲ့ခွေးရှိတယ်လို့မကိုက်တဲ့ခွေးရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကွာတလိမ့်ဆန်တကောင်ကိုဟိုလူသားတယောက်နေနဲ့လုံးဝရိုက်တာနှက်တာမဖြစ်သင့်ဘူးပေါ့နော်ဒါတော့အတရားတော့လုံးဝဒီကိစ္စကိုရှုံချပါတယ်လို့နော်ဟိုကိုလုံးခံရမှာလေဟုတ်တယ်နော်ကိုလုံးတင်မတချို့ကြတော့လဲဘာပြောလဲဆိုတော့ခွေးကိုက်ရင်ဘယ်လိုတာဝန်ယူမှာလဲတဲ့အဲ့လိုစကားတွေပေါ့နော် ကတ်ပြီးမေးတာရှိတယ်ဒါပေမဲ့လူသားနဲ့ခွင်းနဲ့ဆိုတာနှိုင်းရှင်လို့မရပါဘူးเนาะအဲတခုရှိတယ်တလိမ့်ဆန်တကောင်နာကျင်အောင်လုပ်တော့သူကတော့ဖတ်ထားပြီးကြိုက်မှာပဲတချို့တွေခွေးသားစားတဲ့လူတွေနောက်ကနေလိုက်ကိုဟောက်တာနောက်တချို့တွေဒုံနဲ့ရိုက်ထားတယ်လိုက်ကိုရိုက်တယ်အန်တီရိုဆိုလဲဒါခွေးကိုယာနဲ့ချီထိမ့်သိမ့်နေတာအန်တီရိုလည်းကြိုက်ခံရတယ်ဘာဘလို့နေရာမျိုးကြိုက်ခံရလဲသူတို့စေးတိုက်တာတို့เนาะသူတို့ဒဏ်ရာစေးတဲ့တာဆိုအန်တီရိုလည်းကြိုက်ပါတယ်အကြိုက်ခံရပါတယ်เนาะအတချို့ကကြောခွေးကိုက်ရင်ဘလို့တာဝန်ယူမှာလဲဒီလိုစကားတွေလည်းမေးပါတယ်အဲ့တော့ဘလို့တာဝန်ယူမှာလဲဆိုကြိုက်တဲ့ခွေးကိုအန်တီရိုကထိမ့်သိမ့်ပေးမယ် เนาะเอ่อไก่တဲ့သူကိုလည်းအဒီလိုခွေးယူကာွယ်သေးပါတယ်ထိုးပေးမယ်တက်တက်မဲ့တော့ကိုယ့်ဘက်ကတော့ရံမမှုစေနဲ့ရံကလေးတကောင်ရံမပြုစေနဲ့အိတ်ကရိယာလိုလိုချင်တာပေါ့เนาะတက်တက်မဲ့ကြီးကတော့ဘယ်ကလေးမှမကိုက်ပါဘူးဆိုတော့ဟုတ်เออตะไลสันนี่ดูอันนี้รู้เกเรเกียเนี่ยบาริคักๆเลยสรว่านัมเบอร์ติติเอ่อปออลุงวยไม่ลงลောက်ได้ขาจายังอันนี้รู้ยังคักๆแจ็ดเตะดิบาลุเลยสรว่าอลุชิไม่อยากรู้อันนี้รู้ไม่จุยรู้ไม่อยากเลยบาลุเนาะตะไลสันนี่ดาณีสินจุยอ่ะแม้ตะไลสันนี่ผิดแต่ด้วยโหมะชินฉี่อ่ะเด้ အဲအကျွေးယူရတယ်အဲနောက်တစ်ခုအလုသမားပြဿနာပေါ့အလုသမားတွေဆိုရင်ပြောမယ်ဆိုရင်လေဒီခွေးချီးကြောင်ချီးကျုံတဲ့အလုသမားတတော်ကိုရှားတယ်အန်တီကိုတိုင်ကိုခွေးချီးကျုံတယ်ကြောင်ချီးကျုံတယ်အလုသမားဝန်ထမ်းမရရင်ပေါ့နော်ဒါပေမဲ့သူတို့ဘက်ကစာနာကြည့်ပြန်တော့လေမိုးလင်းတာနဲ့ဒီခွေးချီးတွေလောက်ရတဲ့ဒဏ်ရာတွေကိုမယူမချာကန်ရတယ်ဖြစ်တဲ့အတွက်ကိုလေဒီမှာလုတဲ့အလုသမားအရန်ရှားတယ်အဲ့တော့အလုသမားကိုလည်းအန်တီတို့ကပေါ့နော်ကိုယ့်ရဲ့စိတ်ရှိတိုင်းကိုပေါ့နော် ပြောလို့မရဘူးဆိုလို့မရဘူးအဲကိုကတော့နည်းနည်းထိတ်ပိတ်ရလောက်မလားဒီဥပမာပေါ့နော်နေမကောင်းတဲ့ကလေးတနေ့ချက်ပေါင်းရငါးကတိုက်ဆိုရင်ကိုကိုတိုင်းစောင့်ကြည့်အဲ့လိုလေးတွေနဲ့ပဲလက်တွဲပြီးခေါ်ရတာပေါ့နော်ဘာလို့ဆိုတော့ဒီအလौတမားရှားတဲ့ပြဿနာတော်တော်ခက်ရင်ပါတယ်အလौတမားမရှိလို့လည်းမဖြစ်ဘူးနောက်ဒီခွေးရာချီရဲ့ထမင်းဟင်းတွေချက်ကြတာလည်းတော်တော်လေးကိုမလွယ်ဘူးပေါ့နော်အဲ့တော့ဟိုအလौတမားပြဿနာကတော့နံပါတ်1ပေါ့သမီးရဲ့ဟုတ် အဓိကတော့ဒီ land base ကလေးတွေအသက်မခံရအောင်ဆိုတာအတော်တော်လေးတော့ပြောရခက်တယ်။ဟိုတတ်တဲ့လူကတော့တမီးရယ်ကိုမမြင်တဲ့နေရာမှာတတ်ချင်လဲတတ်မှာပဲလေ။ဟုတ်တယ်မလား။သူ့ရဲ့စိတ်အခက်မသိဘူးပေါ့မှာမူတီရပါဒါပေမဲ့ အဲဘယ်လိုပြောရမလဲဆိုတော့တိချစ်သူတွေအားလုံးကတော့ဒါဒီလိုမှုတွေဖော်ထုတ်ကြမယ်နော်မတရားတော့လက်ပိုက်ကြည့်မနေရဘူးเนาะဟိုဘယ်လိုပဲဖြစ်ကာကွယ်ရမှာပေါ့တတ်တဲ့လူကဥပမာအန်တီတို့လက်လန်းမိတဲ့နေရာမှာလက်တက်နေကြမှာပဲလေအဲ့ဒါတွေကိုပေါ့နော်ဥပမာရက်ွက်တိုင်းရက်ွက်တိုင်းကဒီလိုလုံနေပါဆိုလို့ရဲရဲဝံ့ဝံ့သတင်းပေးနိုင်မှာလည်းဖြစ်ပါဖြစ်နိုင်ဖြစ်မှာပေါ့နော်သတင်းပေးမှာပဲအန်တီတို့တွေကဒါပြောမယ်ဆိုရင်မတရားမှုတွေကိုဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ဟိုဥပမာကိုမသိတဲ့လက်လန်းမိမိတဲ့နေရာတွေမှာတတ်တာတွေလည်းအများကြီးဖြစ်နေတာပဲလေ ဒါကပြောတဲ့လူရှိမှသိမှာလေဒီ cave တောင်မှာပဲဒါဗီဒီယိုရိုက်တင်လဲလို့သိကြတာလေနမဆိုအန်ဒီဝါကိုလည်းသိမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါဟိုအဲ့လိုပေါ့လမ်းမဲကလေးရှင်းတယ်ဆိုတော့အဓိကနံပါတ်1ကတော့အားလုံးမညီညွတ်ကြလို့ပါအဓိကတော့ဒီတလေးဆန်လေးတကောင်မျိုးထိမ့်မယ်ဆိုရင်ပွားမလာဘူးပေါ့နော်ပွားမလာတဲ့အခါကျရင်တဖြည်းဖြည်းနဲ့လမ်းမဲခွေးလေးဆိုတာပေါ့နော်သူ့တက်တန်းအရာမရှိသလောက်ပပြမှာအဓိကနံပါတ်1ချက်ဒီမျိုးထိမ့်ရမယ်မျိုးမထိမ့်မဲ့ပွားချင်တိုင်းပွားတော့ ခွေးတွေများလာတဲ့အခါကျတော့အန်ဒီယပြူမှာပြီးတချို့တွေအဲ့လိုရှင်းကြတာပေါ့အဲ့ဒီရှင်းကြတဲ့ပုံမှာလဲကိုကပြောမယ်ဆိုရင်သူတို့ရဲ့လောက်တာကိုကတော့ပြောလို့မရဘူးကိုလုတ်ပေးနိုင်တာပဲကိုလုတ်ကမကိုကတော့ကိုလုတ်ပေးနိုင်တာအားလုံးညီညီညွတ်ညွတ်နဲ့တိရိစ္ဆာန်လေးတွေအဲမျိုးထိတ်မယ်ဆိုရင်ဒီခွေးတွေပောက်ပါစလာစရာအကြောင်းမရှိပါတော့တဖြည်းဖြည်းနဲ့ပပျောက်သွားမှာပါအော်အတိတ်တရားရစေချင်တာပေါ့နော်။ဘာပဲဖြစ်ဖြစ်ကိုချင်းစာတရားပေါ့နော်။ကိုသာလျင်းဆိုတဲ့စိတ်ပေါ့နော်။အဲ့ဒါလေးဖြစ်စေချင်တာ။အဲ့လိုလေးကိုသူ့နေရာမှာကိုသာဆိုတဲ့စိတ်ဖြစ်မယ်ဆိုရင် ကိုရိုက်လဲလို့သူနာကျင်တယ်လို့ကိုကိုရိုက်လဲကိုနာကျင်မှာပဲဆိုတော့စိတ်တွေရှိရင်တော့အဲပြောမယ်ဆိုရင်ဒီလိုပေါ့နော်ရက်ဆက်တဲ့အလုပ်တွေမလုံးမိဘူးထင်ပါအဲ့ဒီလိုဆိုတာကိုချင်းစာတတ်တယ်ကွာကိုချင်းစာတဲ့စိတ်သူ့ကိုနာကျင်အောင်လုပ်ရင်ကိုလဲနာကျင်မှာပဲဆိုတော့စိတ်တွေနဲ့သူတပားကိုနာကျင်အောင်ရနေချိန်တိကိုမလုပ်ဘူးပေါ့နော်တမီဟုတ်အဲလက်ချက်ဘာတွေကဲထားလဲဆိုတော့အဒီယာဒီပေါ့နော်ဒီတိုးတွေမြင်းတွေကျွဲတွေအဲတိုးတွေစိတ်တွေပေါ့နော်ခွေးကြောင်ပေါ့အဲအစုံပေါ့အဲကဲထားတယ်အဲ့ဒါလေးအဲ့ဒါလေးကလည်းတကယ် ဟိုတတ်တတ်ယုံကလည်းအဒီဝါကဲထားတာပေါ့နော်နိုင်သရွေ့ပေါ့အမြဲတက်နေတာတော့လည်းအမြဲတက်မကဲနိုင်ပေါ့အဲဥစားပေးရတော့အသက်ကျွယ်ကြီးမြင့်တဲ့နွားတွေကျွဲတွေမြင်းတွေနောက်ပြီးကိုဝင်တွေတွေခလေးမေတွေဥစားပေးပြီးအဒီဝါကဲဖြစ်ပါတယ်အဲအဒီဝါကဲတာဆိုယာနဲ့ချီနေပြီတင်ပြီလေတော်တော်များနေပြီဆရာတို့လည်းဟိုမှာပို့ထားတဲ့ဆရာတို့လည်းပက်လက်လန်နေပြီဆက်ွယ်လှူဒန်းကျင်နေဆိုရင်တော့အဒီလို page ပေါ့နော်အဲနောက် anti phone number လေးပေါ့39 262 3188ကိုဆက်ွယ်လှူဒန်းပေးလို့ရပါတယ်